ဟာတစ်ခုအကြောင်းနဲ့မရှိမလားရှုံနေခဲ့ရတဲ့ကျွန်တော်တို့ရဲ့တိုက်ချက်ကြီးအမ်ဝီအမ်ဝီကတော့ညာတုံးကမရှိမလားနေပြီအချီအတွင်းမှာအလေးထုနဲ့ရှုံနေခဲ့တာပဲဖြစ်ပါရယ်အမ်ဝီကဒီလောက်ပြင်းစင်ရက်သားနဲ့နော်ခြေပွဲတွေမှာလေးပွဲဆက်တိုက်ထိုးတာမှာဒီလောက်တစ်တီအသေးချမ်းပြရယ်ဗျာဒွိထက်တန်ယူဖြစ်တဲ့အထိကိုချမ်းပြရယ်ဂျာမိတ်ဒီပွဲမှာချရောပါလို့ခံနိုင်မရှိရတာလေတချီအတွင်းမှာရှုံနေရတာလေဆိုပြီးတော့ ပရိသတ်တွေကတော့မိခွန်းထုံနေကြပြီလေဖြစ်ပါ रे ဟုတ်လေဟုတ်ပါ रे အတွေ့အကြုံမှာရောအန်ဝီကသားနေတာပါအန်ဝီက one championship မှာ၄ပွဲထိုးထားပြီး၂ပွဲနိုင်ထား၏၂ပွဲရှုံးထား၏သူရဲ့ပြိုင်ပွဲဖြစ်တဲ့ဝတီခဲန်ကတော့ one championship မှာ၃ပွဲထိုးပြီး၃ပွဲနိုင်ထား၏အန်ဝီထက်သားတာကကျွန်တော်တို့အရင်နှစ်လက်မှာပုံမြင့်ပါ रे ပွဲဂျိုသုံးသက်ချက်တွေမှာပြောထားကြရတဲ့အတိုင်းပါပဲပြိုင်ပွဲ fighter ကတကယ်ကိုမှတော့ခက်ခွက်ခွာကစားတတ်ပြီးတော့အရက်ကိုအားပြူပြီးတော့ခြေကန်ချက်တွေနော် ခြေမြစ်ကန်ချက်တွေဒူးတိုက်ချက်တွေကအင်မတန်မှကောင်းပါလေဒီတစ်ခါကျတော့တရောင်ရိုက်ချက်တွေဖြောင်းလက်သီးတွေတော်တော်လေးကိုမိုက်တာပါဒီပွဲကိုကြည့်မယ်ဆိုရင်ပွဲဆာနဲ့အမွေကတောက်လျှောက်ပြီးဒါမဲ့ဖိုင်တာကို PRB ထိုးတယ်လုံးဝအလွတ်မခံဘူးနော်ပွဲကိုဖျက်ဖို့ကြိုးစားတာကိုတွေ့ရတယ်ဒါမဲ့အမွေနားလေလိုက်တာကသူ့အနေနဲ့ပွဲဖျက်လို့မရဘူးဆိုတာပါပဲနော်အစပိုင်းမှာအမွေရဲ့အနီးကပူထိုးချက်တွေက အတော်လေးကောင်းပြီးတော့ ဝတီခိုင်ကိုအတော်လေးဒုက္ခပေးနိုင်ခဲ့တယ်။ဒါမဲ့ဝတီခိုင်ကပွဲအခြေအနေကိုချက်ချင်းဖတ်နိုင်ခဲ့ပြီးနီးဖြူဟာကိုချက်ချင်းအပြောင်းလဲလုပ်ကအစ်စတန်ခွာပြီးတော့ကန်ချက်တွေဖြောင်းလက်သီးတွေတကယ့်ကိုမှတရောင်ရိုက်ချက်တွေနဲ့အဲမွေကိုအမှောက်သိပ်ပြလိုက်တာပဲဖြစ်ပါတယ်။ဆိုတော့အဲမွေကဒီပွဲမှာဘာလို့ရှုံးရတာလဲမေးခွန်းထုတ်နေကြပါပြီ။အဲ့ဒါကတော့အမှားတစ်ခုပဲရှိတယ်။သူကပွဲလက်ခံတာလုံးဝကိုစောလုံးပါတယ်။ ။ M1 ဟာနောက်ဆုံး Asuri Fighter နဲ့ထိုးခဲ့တာမှာနှစ်လပဲရှိပါသေးတယ်เนาะ။နှစ်လလောက်ပဲရှိပါသေးတယ်။ဒါ Asuri Fighter နဲ့ပွဲကိုကြည့်ပြီးတဲ့သူဆိုရင်သိပါရယ်။ဟောသွေးတွေဆိုရင် အလိမ့်လိမ့်ပဲဗျာเนาะ။ M1 ဆိုလုံးဝသွေးတော့ရှောက်ထက်တာ။ Game Fighter ဖြစ်တဲ့အနိုင်ရထားတဲ့ Asuri Fighter Gordon ဆိုရင်တော့ကျွန်တော်တို့အခုတည်းကပွဲလက်မခံသေးဘူး။သူ့နေနဲ့လုံလောက်တဲ့เนาะအနာယူမှုတွေလုံးဆောင်နေသေးတာဖြစ်တယ်။ဒါပေမဲ့ M1 ကျတော့ဘာဖြစ်လဲ။ဘလောက်ချက်ထိเนาะ ပွဲမှာနောက်ဆုံးထွေးတဲ့ပွဲမှာ trade track တန်ယူဖြစ်ခဲ့တာကိုတောင်းပွဲချက်ချင်းလက်ခံတယ်เนาะလုံလောက်တဲ့အနာယူမှုမလုပ်ဘူးဆိုတော့ထားပါပဲเนาะပွဲအရန်ကိုမှနီးလို့နေတာဖြစ်တဲ့တော့ပွဲပန်းတဲ့သဘောအနေနဲ့အမွေရဲ့ခန္ဓာရည်တွေကလုံးဝကိုချီတွဲပါပြီရေစုံမျောခဲ့တာပဲဖြစ်ပါပြီကျန်တဲ့မြန်မာဖိုက်တာတွေသင်ခန်းစာရည်တက်ပါစေเนาะရည်တက်ပါစေဒါပဲပြောချင်ပါ ರಿ အမွေလေးတကယ်ကိုစူးစမ်းခဲ့တာပါ congratulation ပါကောင်းဆုံးပြန်လာပါအမွေကြီး